ါရှင့်ရန်ကုန်ခေတ်တရဲ့နေလည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အစံဘတ်စစ်တပ်ကပြည်သူစစ်ဗျူဟာနဲ့တိုင်းရင်းသားအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေဖို့ကိုသွေးထိုးလှုပ်ဆောင်နေတယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့အွန်လိုင်းကြဖြန့်လိမ်လည်မှုအတွက် ိုးကန့်ပြီးသူစစ်ကောင်းဆောင်ဝေဆန်းပါဝင်၃ဦးကိုပူချမ်းပြည်နယ်မှာလူတက်မှုရာဇဝဲပုံမှများစွာနဲ့ထပ်မံတရားစွဲဆိုလိုက်တဲ့ဆိုတဲ့သတင်းပါဝင်လေးလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကပြည်သူစစ်ဗျူဟာနဲ့တိုင်းရင်းသားအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်ဖို့ကိုသွေးထိုးလှုပ်ဆော်နေတယ်လို့ KNO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ အကြံဘတ်စစ်ကောမရှင်ကတိုင်းရင်းသားဒေသတွေမှာတိုက်ခိုက်ဖို့နဲ့နေမြေစိုးမုံမှုတွေရရှိဖို့ကိုအ धिक ပြည်သူစစ်ဗျူဟာကိုပုံမအုံချလာပြီးအဲ့ဒီဗျူဟာနဲ့ပြည်သူအချင်းချင်းတိုင်းရင်းသားအချင်းချင်းတိုက်ခိုက်အောင်လို့သွေးထိုးနေတယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်။ဒါအပြင်ဝါရဇုတ်ပြည်သူစစ်ကောင်းဆောင်မင်းစင်တန်းနဲ့အဖွဲ့မှလည်းစစ်တပ်ရဲ့ပြည်သူစစ်ဗျူဟာအောက်မှာဖွဲ့စည်းထားပြီး KIA နဲ့ PDF တွေကိုတိုက်ခိုက်မဲ့တင်းနှန်းစင်းပွဲမှာပြောဆိုမှုတွေကိုလည်းသိထားတယ်လို့သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဗာလာတရက်နေ့မှာပြုလုပ်ခဲ့တဲ့ဝါရဇော့ပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တင်တဲ့ဆင်ပွဲမှာစစ်တပ်လက်အောက်ခံပြည်သူစစ်တပ်ခေါင်းဆောင်မင်းစစ်တန်းကစစ်တပ်နဲ့တွဲဖက်ပြီး KIA နဲ့ PDF တွေကိုတိုက်ခိုက်မယ်လို့ထုတ်ပေါ်ပြောခဲ့ပါတယ်။အဲ့ဒီအပြင်ကချင်ပြည်နယ်ပူတာအိုခရိုင်ခေါင်းလန်ဖူးမြို့နယ်ဆော့လော်မြို့နယ်တို့မှာအော်တိုဗလာ၄ရက်နေ့က KIA နဲ့ PDF စန့်ကျင်ရေးဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးတချို့တွေကိုနေစားကပေးပြီးခေါ်တဲ့ပြင်အဲ့ဒီဆန္ဒပြပွဲမှာစစ်တပ်နဲ့ပြည်သူစစ်အဖွဲ့တို့က ဦးစီးလှုပ်ဆောင်ခဲ့တယ်လို့ပုံမူကြီးနော်ဘူးကပြောပါရယ်လက်တလောကချင်ပြည်နယ်မှာ KIA ကမြို့သိမ်းတိုက်ပွဲတွေနဲ့စစ်ကောင်မရှင်ရဲ့တပ်စခန်းတွေကိုအပြင်းထန်ထိုးစစ်ဆင်နေပြီးစစ်အာဏာရှင်စန့်ကျင်ရေးတိုက်ပွဲဝင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း KIA ကစစ်ရေးကူညီတွေပေးအပ်နေတယ်လို့သိရပါရယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လေတဲ့ အွန်လိုင်းကြဖြင့်လိမ်လည်မှုအတွက်ကိုကံပြည်သူစစ်ကောင်းဆောင်ဝေဆန်းအပါဝင်၃ဦးကိုဖူကျန်းပြည်နယ်ချမ်းကြုံမြို့မှာလူတက်မှုအပါဝင် ရာဇဝတ်ပုံမှများစွာနဲ့ထပ်ပြီးတရားစွဲဆိုလိုက်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ကိုကံကိုအခြေပြုပြီးကြဖြန့်ဂိုင်းတွေထူထောင်ကတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လည်တာရာဇဝတ်မှုတွေကိုလှုံ့ဆော်ဖို့လက်နက်ကင်တပ်ဖွဲ့ဝင်တွေကိုအုံချခဲ့တာတွေအတွက် ဝေဆန်းပါဝင်၃ဦးကိုတရားစွဲဆိုလိုက်တယ်လို့တရုတ်အစိုးရရှိနေတွေကမနေ့ကထုတ်ပြန်ကြေညာပါတယ်။ဖူဇန်ပြည်နယ်ချမ်းကြုံမြို့တရားရုံးမှာတရားစွဲဆိုတဲ့အခါမှာအုံပြုတဲ့ပုံမှားတွေကတော့လိမ်လည်မှု၊ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊တရားမဝင်နေဆက်ဖြတ်ကျော်မှုတွေစီစဉ်မှုနဲ့ငွေညှင်းမှုတို့ပါဝင်တယ်လို့အစိုးရရှိနေတွေကပြောပါတယ်။ဒါအပြင်အဲ့လိုတရားစွဲခံလိုက်ရတဲ့ဝေဆန်းခေါ်ဝေဝိုင်းရမ်းမှာစစ်တပ်လက်အောက်ခံကိုကန့်နေကြသောတရင်1006ဥက္ကဋ္ဌဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကိုကန့်ဒေတာကမိရှောက်ချံရဲ့မိသားစုဝင်တွေကို ပထမဆုံးအကြိမ်ဖြစ်စီရင်ချက်တွေချမှတ်ခဲ့ပြီးမိရှောက်ချံရဲ့တားဖြစ်သူမင်းကောင်းဖင်မိမလေးတီရီမောင်ဝေကောချံဝူဟောင်မင်းဝူစိန်လုံးဖူရီပင်အပါဝင်17ရောက်တို့ကိုတည်တံချမှတ်ခဲ့ပါတယ်။ဒါအပြင်ရန်ကျိတ်ရှိဖူချိန်စအပါဝင်၅ဦးကိုတော့ဆိုင်းငံ့နဲ့တည်တံချမှတ်လိုက်တဲ့အပြင် လောင်ကျန်းကျန်းချိုကျစ်အပါဝင်၁၁ရောက်ကိုတော့ထောင်တန်းတသက်ချမှတ်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီအပြင် ပြည်ဝှက်ချင်းကျန်းကျစ်အပါဝင်၁၂ရောက်ကိုတော့ထောင်တန်း၅နှစ်ကနေ၂၄နှစ်ထိတက်မှတ်ထောင်တန်းနဲ့ပြည်နေတန်ပေးတဲ့ပြစ်ဒဏ်တွေကိုချမှတ်ခဲ့ပါတယ်။အဲ့ဒီကြားဖြတ်ငွေလိမ့်လည်းမှုအပါဝင်ပြစ်မှုကျူးလွန်သူတရက်ခန်း၃၉ရောက်ကိုဆွဲချက် တင်ခဲ့ပြီးသူတို့တွေက16ရောက်မှမြန်မာနိုင်ငံသားတွေဖြစ်ကသူတို့ကိုလူသတ်မှုလိမ့်လည်မှုဥပဒေမဲ့ထိန်သိမ်းမှု စနစ်တကျလောင်ကစားမှုနဲ့ပြည်တဲ့စားမှု၊မူရစေဝါရောင်းဝယ်ဖောင်ကားမှုအပါအဝင်ပြစ်မှုတွေနဲ့အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံနဲ့နမိတ်ပြင်ပါကိုကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ရာဇဝတ်မှုတွေဖြစ်ပေမဲ့လည်းတရုတ်နိုင်ငံသားတွေရဲ့ကိုပိုင်အခွင့်အရေးတွေကိုချိုးဖောက်တာကြောင့်တရုတ်အာဏာပိုင်တွေကအဲ့ဒီအမှုကိုစီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီးတရုတ်အစိုးရကဖမ်းဆီးအမိန့်ချမှတ်ခဲ့တာပါမြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကင်ဒေသကကြာဖြန်အွန်လိုင်းငွေလိမ်လေခိုင်းရဲ့အဓိကတရက်ခံဖြစ်တဲ့စစ်တပ်ကကိုကံပြည်သူစစ်ကောင်းဆောင်ပယ်ဆောက်ခြင်းပယ်ဆောက်ခြင်းရဲ့တာဖြစ်သူပယ်ရင်ဆန်းဝေဆန်းခေါ်ဝေဝိုင်းရန်နေကြားသောတန်ရင်1006ဥက္ကဋ္ဌလေဝါပေါအပါဝင် စုစုပေါင်း10ရောက်တို့ကိုနေပြီးတော့လေစိတ်ကနေတဆင့်တရုတ်စီကိုလွှဲပြောင်းပေးရခဲ့တာပါရှင်မွန်ပြည်နယ်ဘက်မှာတော့မွန်ပြည်နယ်ရင်းမြို့နယ်ကျောင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ခမာရ9ကိုတက်တရင်ကို60မမလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကထိခိုက်မှုရှိတယ်လို့ရေဘလူတပ်ဖွဲ့ရဲ့တရင်မှုကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာ10ရက်နေ့ည9နာရီခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့ခမာရ9ကိုတက်တရင်ကို ရေဘလူအဖွဲ့က60မမလက်နက်ကြီးတွေနဲ့မီတာတထောင်အကွာဝေးလောက်ကနေအနီးကပ်သွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အဲ့လိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်က အဲ့ဒီနေ့ည12နာရီခန့်မှာလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့လေတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထီးကိမရှိခဲ့ဘူးလို့သိရပါတယ်ရှင်။မန္တလေးတိုင်းဘက်ကသတင်းကိုကြည့်အောင်ပါမန္တလေးတိုင်းတပေချင်းမြို့နယ်အတွင်းမှာရှိတဲ့မိုးကုတ်မန္တလေးလမ်းပိုက်ကိုအကြမ်းဖက်စစ်တပ်ကမနေ့ကမနက်ပိုင်းကနေစပြီးလေရင်နဲ့ဇက်တိုက်ဘုံကျဲနေကတိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ် မနေ့ကအော်တိုဘလ17ရက်နေ့မနက်ပိုင်းကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကမိုးကုံမန္တလေးလမ်းပိုင်းကိုဝိုင်းတွဲဂျက်ဖိုက်တာတို့နဲ့စစ်တိုက်ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရပါတယ်။ဒါအပြင်မိုးကုံမန္တလေးလမ်းပိုင်းမှာလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီးနေတိုင်းလုံးလိုအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကမိုးကုံလမ်းဆောင်ကိုပြန်လည်ထိန်းချုပ်နိုင်မှုအတွက် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပြီးစစ်တပ်ဘက်ကအကြိမ်ကြိမ်ပြန်လည်ဆုတ်ခွာနေရပေမဲ့လည်းအင်အားတွေထပ်မံဖြည့်တင်းကစစ်တိုက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ဒါအပြင်ပြည်ဦးလင်ခိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ကလည်းစည်ရဲချင်းနေရမိုးကုတ်မန္တလေးလမ်းပိုင်းကိုအုံပြုခွေခိတပိတ်ပင်ထားတယ်လို့လည်းမနေ့ကအော်တိုဗလာ၁၇ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီးပြည်သူတွေအနေနဲ့ခီးသွွာလာစရာတွေရှိပါကပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်တွေကသွာလာခွင့်ပြုတဲ့အချိန်ထိစောင့်ဆိုင်းပေးကြဖို့ကိုလည်းမေတ္တာရက်ခံထားပါတယ်ရှင်။ မကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမြို့နယ်ထီးနေမြို့နယ်မြိုင်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့စစ်တပ်လေဒီတို့နဲ့ဘုံကျဲတိုက်ခိုက်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဗလာ၁၇ရက်နေ့မနက်စောပိုင်း9:54မိနစ်ခန့်ကနေစတင်ပြီးထီးလင်းမြို့နယ်နဲ့ပေါင်းမြို့နယ်ဆက်မှာရှိတဲ့ပုံတောင်တောင်ကျောကိုအကြမ်းဖက်စစ်တပ်ရဲ့တဒက်ဦးလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးက ပေါင်150ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးပေ။တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အဲ့လိုပဲမြန်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ရဲ့ပခိုးကူမျိုးတပ်မတရားတစ်ကနေတက်လာတဲ့စစ်တပ်လေဒီကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ မနေ့ကအော်တိုဗလာ၁၇ရက်နေ့မနက်9:55မိနစ်ခန်းကနေစတင်ပြီးမြိုင်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်သွားခဲ့တာမှာတော့ပြည်သူတွေထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်တာတော့မရှိသေးပေမဲ့ကျေးရွာနေပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေကြရပါတယ်။အခုလိုပဲအော်တိုဗလာ၈ရက်နေ့နဲ့အော်တိုဗလာ9ရက်နေ့ကလည်းမြိုင်မြို့နယ်နဲ့ပေါင်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီ ဂျန်ရူကော်ပတာတွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။ရန်ကုန်တိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုကမင်္ဂလာတုံမြို့နယ်မှာ နေတဲ့ပြည်သူတွေကိုမဲစင်းရဲအတွင်ထည့်သွင်းထားတဲ့အတွက်ပြည်သူတွေကလာရောက်ဖြည့်ရှင်းချိန်မှာခွေးနဲ့ခိုင်းနိုင်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာရှိရနေ့ကမင်္ဂလာတုံမြို့နယ်အတွင်မှာနေထိုင်တဲ့ပြည်သူတွေအား မော်ဘီမြို့နယ်မှာပါမဲစင်းရထမှန်ပါနေတဲ့အတွက်သွားရောက်ဖြည့်ရှင်ခဲ့ကြတာဖြစ်ပါတယ်။ဒေသခံတဦးရိုက်ကူးထားတဲ့ TikTok လူမှုကွန်ရက်မှာလွှင့်တင်ထားတဲ့ဗီဒီယိုထဲမှာတော့ပြည်သူတွေကမင်္ဂလာတုံးမှာမဲစင်းပါပီးသားဖြစ်တယ်လို့ပြောဆိုနေစဉ်အတွင်းမှာအုတ်ချုပ်ရည်မှုဆိုသူကပြည်သူတွေကိုလက်ညှိုးထိုးပြီးအားလုံးကိုကျွန်တော်ပြောမယ်ခွေးလို့လိုက်မူကြနဲ့လို့ပြောဆိုခဲ့တာဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ တင်းသားရီမြို့နယ်ပလောင်မြို့အခြေဆိုင်အမတ်စနစ်တိုင်းဘိုလ်လေးကျင်းရေးတင်းတန်းချောင်းကနေစစ်မှုထမ်းတသားတဲ့လေးယောက်အလင်းဝင်ရောက်ခဲ့တယ်လို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ9ရက်နေ့ပလောင်မြို့နယ်ပလောင်မြို့အခြေဆိုင်အမတ်စနစ်တိုင်းဘိုလ်လေးကျင်းရေးတင်းတန်းချောင်းကစစ်မှုထမ်းတသားတဲ့၃ဦးနဲ့အော်တိုဗလာ10ရက်နေ့မှာစစ်မှုထမ်းတသားတဲ့၃ဦးတို့အားကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မှလေ KNDO တရင်ခွန်စီကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။ အိလိုလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတိ၄ဦးဟာအကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရသူတွေဖြစ်ပြီးလေးကျင်းရင်တန်တန်းချောင်းကနေထွက်ပြေးကာကင်းရဲမျိုးသားလွတ်မြောက်ရေးတပ်မတော်တမဟာလီ KNDO တရင်ခွန်စီကိုလက်နက်မဲ့အလင်းဝင်ရောက်ခဲ့လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စီမှာအကြောင်းအမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစေခံခဲ့ရတဲ့စစ်မှုထမ်းတပ်သားတွေအနေနဲ့တော်လန်ရေးတပ်တွေစီကိုရရနီးနဲ့လက်နက်ချအလင်းဝင်ရောက်ပူပေါင်းကြဖို့ကိုလေ KNU ကရင်မျိုးသားစီယုံအနေနဲ့တိုက်တွန်းထားပါတယ်။ အဲ့လိုပဲအော်တိုဘောလာတရင်တွေကလည်းအကြံပတ်စစ်တရဲခလာရ265တရင်ကတသားတူအောင် MA1 မျိုးစတနတလက်ယူဆောင်လာပြီးကရင်မျိုးသားလွတ်မြောက်ရေးတမတော် KNL တမလီ KNDO တရင်ခွန်တက်ခွဲ3စီကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။